။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့မှာဖန်စီပေါ်တာဆွဲမှုများပြန်လည်မြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရားမဝင်ရွေးကောက်ပွဲအတွက်မဲဆွယ်ခွင့်ပြုတဲ့အော်တိုဘာလ28ရက်နေ့ကနေစတင်ကတပတ်ခန့်ကြာဖန်စီပေါ်တာဆွဲခြင်းများရော့ကျခဲ့ပြီးတဲ့နောက်အခုခါမှာတော့ရခိုင်တိုင်းပြည်လဲဖမ်းဆီးလာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီဘက်ထဲလိုဗာမာလာ၃ရက်နေကနေ၉ရက်နေအတွင်းအဖမ်းဆီးတွေပြန်များသွားပါတယ်။ပြီးခဲ့တဲ့အပတ်ကတော့နှဲသွားပါတယ်။အခုအပတ်ကတော့အရင်လတွေကနှုံတိုင်း လိုက်ပြီးတော့ပေါ်တာပြန်ဆွဲနေတာကိုတွေ့ရတယ်လို့ RSN ကအတော်ဝင်ရှိသူကပြောပြထားပါဗျ။ရန်ကုန်မှာနိုဝင်ဘာလ3ရက်နေ့ကနေ9ရက်နေ့အတွင်းမတရားဖမ်းဆီးခံရသူ19ဦးရဲ့ဖြစ်စဉ်ကို RSN ကသိရှိခဲ့ပြီးတော့စစ်တပ်ကို Facebook ပေါ်ကနေဝေဖန်ပြီးတော့ဖမ်းဆီးခံရသူ2ဦး၊လမ်းပေါ်မှာတွားနေတုန်းဖမ်းဆီးခံရသူ8ဦး၊စိုင်းထိုင်နေတုန်းဝင်ဖမ်းခံရသူ2ဦး၊ပြည်ထစာများနဲ့မြှားပြီးတော့ဖမ်းဆီးခံရသူ4ဦး အလုံးနဲ့မြာပြီးဖမ်းဆီးခံရသူတအုံးနဲ့ရန်ဖြစ်ပြီးတော့ဖမ်းပြီးစစ်တပ်စီးကိုအပုတ်ခံရသူ၄ဦးလို့ဖြစ်တယ်လို့ RSN ကမနေ့ကနိုဝင်ဘာလ၁၀ရက်နေ့မှာသတင်းထုတ်ပြန်ထားပါဗျ။ဟုတ်ပါတယ်။မဲဆွဲတဲ့ဆက်ဆချင်းရက်တွေမှာတော့လမ်းပေါ်တွေပါတွေမှာဖမ်းတာစီးတာနဲ့ပတ်သက်ပြီးတော့တော်တော်လေးအတန်တိတ်သွားတယ်။အခုတော့ခွေးမီးကောက်ကြီတော့ဆွတ်ပါပဲဗျာ။လူငယ်တွေသတိထားစေချင်ပါတယ်။ဖမ်းတာမှန်တယ်များဟာစစ်တပ်ထဲကိုထည့်နေတာကြီးပဲလို့ရန်ကုန်မြို့ရဲတပ်ရင်းကြီးတွေကပြောပြထားပါဗျာ။ ်လူစကိုဖမ်းဆီးမှုကိုတောင်ကလာမြောက်ကလာဗဟန်အင်းစိန်ကြီးမြင်တာမယန်းကိုတန်လျင်နဲ့တောင်ပွင့်မြို့နယ်တို့မှာပြုတ်လုခဲ့တယ်လို့သိရပါတယ်အော်တိုဘားလ28ရက်နေ့ကနေနိုဝင်ဘာလ2ရက်နေ့အတွင်းရန်ကုန်မြို့ရဲ့လမ်းများပေါ်မှာဖမ်းဆီးခံရသူ9ဦးနဲ့ရှာဖွေဖမ်းဆီးခံရသူ2ဦးရှိခဲ့တယ်လို့ RSN ကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလမှာလည်းရန်ကုန်တိုင်းအတွင်းမှာမတရားဖမ်းဆီးခံရသူ64ဦးရှိခဲ့ကြောင်းသိရရှိပါတယ်ခင်ဗျာ။